အားလုံးပဲမင်္ဂလာပါဗျအဲ့တော့ဒီ club orchid ပြိုင်ပွဲမှာကျွန်တော်ရဲ့ဒီမိတ်ဆွေညီကိုများအတော်လေးကြိုးစားခဲ့မယ်လို့ကျွန်တော်ရောယုံကြည်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်မင်းညားလည်းကျွန်တော်ဒီမှာငါးပွဲရွေးချယ်ပေးခဲ့တယ်ဗောနော်အဲ့မှာကျွန်တော်၄ပွဲအောင်ပြီးတော့ကျွန်တော်တပွဲပဲကြရတယ်ဗောနော်ကျွန်တော်မင်းညားကမိုင်အမီဘော်ဒီယူပေးခဲ့တယ်ပေါ်တိုနဲ့မိုင်အမီပွဲစဉ်မှာမိုင်အမီဘော်ဒီယူပေးခဲ့တယ်2-1နဲ့အပြည့်အဝအောင်ခဲ့တယ်နောက်ပါမီဂျတ်နဲ့ ပွဲစဉ်မှာလည်းကျွန်တော်ပါစမီယက်ဘောယူပေးခဲ့တယ်2-0နဲ့ဖြစ်ခဲ့လို့ကျွန်တော်အဲ့ပွဲလည်းအပြည့်အအောင်ခဲ့ပါတယ်နောက်တစ်ခုကကျွန်တော်အာမွန်တီနီဂရိုနဲ့စပိန်ယူ19ပွဲစဉ်မှာလည်းစပိန်ဘောဒီနဲ့စပိန်ဂိုးဘောယူပေးခဲ့တယ်5-0နဲ့ပြီးခဲ့လို့တစ်ချက်ကွက်လုံးအပြည့်အအောင်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကပြည့်ကြည်ပွဲနဲ့ဘူတာခူပူကိုပွဲမှာတော့ကျွန်တော်ပြည့်ကြည်ပွဲယူပေးခဲ့တာမှာဒီပွဲလေးကတော့ကြာသွားတယ်ပေါ့အဲ့တော့မင်းညာကျွန်တော်9ပွဲ free ပွဲနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာလေးပွဲအောင်ပြီးတော့တပွဲပဲကြာခဲ့လို့ကျွန်တော်ရဲ့မိတ်ဆွေညီကိုများ သုံးပွဲစာအပြည့်ဝပြောရမှာပါအဲ့တော့ရှေ့ရက်ဒီမှာလဲကျွန်တော်၄ပွဲယူတယ်သုံးပွဲမှန်တယ်အဲ့ရှေ့ရက်မှာလဲ၄ပွဲယူတယ်သုံးပွဲမှန်တယ်အဲ့တော့ညအိမ်မှာကျွန်တော်နှစ်ပွဲစာအနည်းဆုံးအပေါင်းပြရတယ်ကျွန်တော်ရဲ့ဒီ free command ချက်တွေကကျွန်တော်ရဲ့မိတ်ဆွေများအတွက်အကျိုးရှိစေလို့ကျွန်တော်လည်းအထူးပဲဝမ်းသာပါတယ်အဲ့တော့ဒီညမှာလည်းကျွန်တော်ရဲ့မိတ်ဆွေများအကျိုးရှိစေဖို့အတွက်ကျွန်တော်프리ပွဲလေးတွေရွေးချယ်ပြီးတော့ခံမှန်းပေးသွားပါဦးမယ်။အဲ့တော့프리ပွဲကြောင့်လင်းပြောခင်မှာကျွန်တော်မင်းညအောင်ကတော့ဂျော့ရှီမာဒီတပွဲကောင်းယူစားတဲ့မမာကိုများကိုနိုင်ပြီးပွဲနေတယ်ကျွန်တော်မင်းညအောင်က မိုင်းယာမီဘော်ဒီယူပြခဲ့တယ်2-1အောင်ခဲ့လို့နာမီပွဲပြပအောင်ခဲ့တယ်နောက်ကျွန်တော်တို့ဒဂျီဖိုက်တာညီကိုများအတွက်ပွဲကြရင်ပြန်ပြီးရော်ပေးတဲ့ရော်စားပွဲကိုလည်းကျွန်တော်မနေ့ကပါမီယက်ဘော်ဒီပေးခဲ့တယ်2-0နဲ့ပေးခဲ့လို့ရော်စားပွဲလည်းအပြည့်အဝအောင်ခဲ့ပါတယ်အဲတော့ဒီနေ့ညမှာဆိုရင်လည်းတပွဲကောင်းစားတဲ့မိစုတို့အတွက်နိုင်ပြီးပွဲနဲ့ရော်စားပွဲရှိပါတယ်အဲကြောင့်မို့ကြောရှိမှာနိုင်ပြီးပွဲနဲ့ရော်စားပွဲယူစားခြင်းတဲ့မိစုများအနေနဲ့ဘိုင်ဘာနံပါတ်39 8999 96 3ခု3ညကိုဆက်သွယ်လို့ရပါတယ်အဲ့တော့ဒီနေ့ညတွေကျွန်တော်ရွေးချယ်ပြန် free wheel လေးကတော့ပထမပွဲစဉ်က7နိုင်ကွမ်းမကစားမဲ့ Bimiga နဲ့ Auckland City ဆိုတဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာလက်ရှိပေါက်ကြီးက Bimiga ကနေပြီးတော့၅လုံး၅မူးရှုံ၉ပေါင်းကြီးက City ပါဒီပွဲစဉ်မှာလည်းကျွန်တော်တို့ကခြေစွမ်းရရောခြေရရောကျွန်တော်ယူရီတွေးပြီးတော့ Bimiga အပေါ်ဆုံးပဲကြိုက်ပါတယ် Bimiga ပေါ်ရင်းနဲ့ Bimiga ၉ပေါ်ကြိုက်ပါတယ်ဒီ Auckland City ဆိုတဲ့ဒီ New Zealand ကလပ်ကလုတ်သားအများစုမြတ်ကစားနေတဲ့အပြော်ရန်ကလပ် ဆင်ပေါ့နော်ဒီတင်းနေထားကိုမိမိကတင်းနေတယ်ဘိုင်ယန်တင်းထားမှာပေးရဲ့ဂျီယာပူပြင်းနေကြမလို့ဒီဝက်ဆင်မှာလည်းကျွန်တော်မိမိကအပေါ်ဆုံးပဲကြိုက်ပါတယ်နောက်ဒုတိယဝက်ဆင်ကတော့ကျွန်တော်တို့ယူဆက်ကိုပွဲစဉ်ကကျွန်တော်ဒီနယ်သာလန်နဲ့အင်္ဂလန်ပွဲစဉ်ပေါ့ဒီပွဲစဉ်မှာလည်းရှိပေါ့ဒီကအင်္ဂလန်ကနေပြီးတော့ level တေရရှုံး9ပေါင်းကြီးကဒုတိယပြေးထားပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့နယ်သာလန်ဘော်ဒီနဲ့9ပေါင်းပေါ်ကြိုက်ပါတယ်အင်္ဂလန်တင်းနေတဲ့နယ်သာလန်အသင်းကိုအနိုင်မရရှိဘူးလို့ကျွန်တော်ကခံမှန်းထားတယ်ဒီပွဲစဉ်မှာကျွန်တော်2 2 ဖြစ်သွားမယ်လို့ကျွန်တော်ကယုံကြည်ရဲအကြောင်းဒီပွဲစဉ်မှာအောက်တင်ဖြစ်တဲ့ Netherlands body နဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်။နောက်တတိယပွဲစဉ်တွေကတော့ကျွန်တော် Bayern အသင်းနဲ့ Boca Junior အသင်းပွဲစဉ်မှာဒီပွဲစဉ်မှာလက်ရှိပေါ်ကြီးက Bayern အသင်းက1ရှုံးဂိုးပေါင်းချက်3ဒီပါ။ဒီပွဲစဉ်မှာတော့ကျွန်တော်ကဒီ Argentina ကလည်းဖြစ်တဲ့ Boca Junior body ကိုကြိုက်ပါတယ်။ Bayern အသင်းနဲ့ဒီ Boca Junior အသင်းကိုနှစ်ဂိုးပြတ်မနိုင်ဘူးလို့ကျွန်တော်ကတော့ခံမှန်းထားတယ်။နောက်တစ်ပွဲကတော့ကျွန်တော်တို့ Lord Ogilvy နဲ့ ူနီရှားကလပ်အာပါနီယက်ဆိုတဲ့အသင်းကစားမဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာလည်းလော့ဂျလီကနေပြီးတော့တည်ရှုံးပေးထားတယ်ဒီပွဲစဉ်မှာလည်းကျွန်တော်ကတော့တူနီရှားရဲ့ထစ်တန်းအသင်းဖြစ်တဲ့ဒီပါရီယက်ဘော်ဒီကိုကြိုက်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီဖလာမင်ဂိုနဲ့ချက်စီတင်ရဲ့ပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒီဘရာဇီးကလပ်ဖြစ်တဲ့ဖလာမင်ဂိုဘော်ဒီရဲ့ကြိုက်ပါတယ်အဲ့တော့ခုညမှာကျွန်တော်ရွေးချယ်ပေးတဲ့ free ball လေးကဖလာမင်ဂိုနဲ့ချက်စီတင်ရဲ့ပွဲစဉ်မှာဖလာမင်ဂိုဘော်ဒီကြိုက်တယ်ဘီမီကာအသင်းပွဲစဉ်မှာဘီမီကာဘော်ဒီဘီမီကာဂိုးဘော်ကြိုက်တယ်နောက်ယူဆက်ဂိုးချန်ပီယံရှစ်ပွဲစဉ်မှာ နယ်သာလန်ဘော်ဒီနဲ့နယ်သာလန်ဂိုးဘော်ကြိုက်တယ်။နောက်ဘိုင်ယန်သင်းနဲ့ဘူဂါဂျူနီယာသင်းပွဲစဉ်မှာဘူဂါဂျူနီယာဘော်ဒီကြိုက်တယ်။နောက်လော့အဂျယ်လီပွဲစဉ်မှာအောက်သင်းဖြစ်တဲ့တူရီရှာကလပ်ဖြစ်တဲ့ပါရီယက်စ်ဘော်ဒီကြိုက်ပါတယ်။အဲရောလော့ဘိုင်မစ်ဆွေများလည်းအခုညမှာကျွန်တော်ရွေးချယ်ပေးတဲ့ free play တွေကိုလိုက်ကစားပြီးတော့အကျိုးရှိကြပါစေအပေါင်းပြကြပါစေလို့ကျွန်တော်ကဆုတောင်းပေးခဲ့ပါတယ်။